Hey ဒီမွေးနေ့မှာဖယားတော့ကြောက်တပါဒီမွေးနေ့မှာလာဆောင်မဲမဲနနာလို့ကျွန်တော်ရကောဝဲပြီးမင်းရမွေးနေ့မှာစတောင်းစကားလေးပြန်လွှင့်ဒီရေဒီယိုတစင်းဖင်ရပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် မချရနေ့အစီအစဉ်အားနေ့ဒီကနေ့ဇွန်လ6ရက်နေ့မှာမွေးနေ့ပြင်းပြောင်းကြတဲ့မွေးနေ့ရှင်တွေအားလုံးနဲ့အတူတူချစ်သူဆုံးတွဲမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပန်ဝေတောင်းဆိုပေးထားတာတွေကိုအမတရားနေ့အစီအစဉ်အားနေပြီးတော့ထုံးလင့်တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ရှင်အမတရားနေ့အစီအစဉ်အားနေ့ပထမဆုံးဆုတောင်းပေးခြင်းနဲ့မွေးနေ့ရှင်ကတော့ စင်းကင်မျိုးကဖိုးလာပြည့်ရဲ့ဒီနေ့မှပြင်းပြောက်တဲ့34နှစ်ပြည့်မွေးနေ့အတွက်ကိုပောင်ငွေတောင်းဆိုလာတာဖြစ်ပါတယ်။ဖိုးလာပြည့်ရဲ့ဒီနေ့မှပြင်းပြောက်တဲ့မွေးနေ့အတွက်ကိုတော့ဖေဖေဦးမြင့်စံမေမေတော်မြတ်တွေတို့ကပောင်ငွေတောင်းဆိုပေးထားတာဖြစ်ပါတယ်ရှင်။ထမှန်ပြီးတော့ဆူတောင်းပေးရအောင်မေမွေးနေ့ရှင်ကတော့ဂျပန်မှာရောက်နေတဲ့မောင်ချစ်ပူပူရဲ့ဒီနေ့မှပြင်းပြောက်တဲ့28နှစ်ပြည့်မွေးနေ့အတွက်လေးကိုပောင်ငွေတောင်းဆိုလာတာဖြစ်ပါတယ်။မောင်ချစ်ပူပူရဲ့ဒီနေ့မှပြင်းပြောက်တဲ့မွေးနေ့အတွက်ကိုတော့ ရန်ကုန်မင်္ဂလာတုံးမှနေတဲ့မအေးချမ်းမွန်ကပောင်ဝင်တောင်းဆိုပေးထားပါတယ်ရှင်။ဒီနေ့မှမွေးနေ့ပြည်မြောက်တဲ့စင်ကိုင်မျိုးကမောင်လေးဖုံးလာပြီးနေဂျပန်မှာရောက်နေတဲ့မောင်ချစ်ပူပူတို့ရဲ့မွေးနေ့အတွက်ကိုအမတ်တရားနဲ့အစီအစဉ်အားနေပြီးတော့မွေးနေ့ဆုမွန်ကောင်းလေးတောင်းဆုပြုပေးကြပါရစေ။ဒီနေ့မွေးနေ့လေးရနေစားပြီးတော့ကျန်းမာပျော်ရွှင်ပါစေ။လူအများရဲ့ချစ်ခင်လေးစားမှုကိုလည်းအတိုင်းအဆမရှိရရှိနိုင်ပါစေလို့မွေးနေ့ဆုမွန်ကောင်းလေးတောင်းဆုပြုပေးလိုက်ပါရရှင်။ အမတရားနေ့အစီအစဉ်အားနေ့ဒီတစ်ခါဆူတောင်းပေးရအောင်မယ့်မွေးနေ့ရှင်ကတော့နောင်ချိုမြို့ကညီမလေးနန်းတော်တော်ဝင်ရဲ့ဒီနေ့မှပြည်မြောက်တဲ့23နှစ်ပြည့်မွေးနေ့အတွက်ကိုပောင်ဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်။ညီမလေးနန်းတော်တော်ဝင်ရဲ့ဒီနေ့မှပြည်မြောက်တဲ့မွေးနေ့အတွက်ကိုတော့ပကုံးမနေတဲ့နန်းဤဖြူလဲဝေးကစုနတီလီခိုင်ခိုင်ဝင်လှိုင်လှိုင်ဝင်နှွေးလေးသူခေခိုင်ဝင်လွှာပတောင်းကဖြူဖြူသိမ့်မန္တလေးကမနန်းနှံစီတို့ကပောင်ဝင်တောင်းဆိုပေးလာတာဖြစ်ပါတယ်။ မွေးနေ့ရှင်အတွက်မွေးနေ့ဆုမွန်စကားလေးရတော့ဒီနေ့မွေးနေ့ရစပြီးတော့ပျော်ရွှင်ပါစေလူအင်ဆန်တော်များပြေဝပါစေဆိုပြီးမွေးနေ့ဆုမွန်စကားလေးတောင်းစုချွေပေးထားပါတယ်ရှင်အမတ်တရားနေ့အစီအစဉ်အားနေ့အခုနောက်ဆုံးဆုတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့ဖောင်ကြီးမာနေတဲ့ညီမလေးနှင်းဝတ်တန်ဖူးရဲ့ဒီနေ့မှပြင်မြောက်တဲ့15နှစ်ပြည့်မွေးနေ့အတွက်ကိုပါဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်။ညီမလေးနှင်းဝတ်တန်ဖူးရဲ့ဒီနေ့မှပြင်မြောက်တဲ့မွေးနေ့အတွက်ကိုတော့ဖောင်ကြီးအခြေခံပညာအထက်တန်းကျောင်း ဂျီတန်းကចောင်းသားចောင်းသူတွေကပါဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒီနေ့မှမွေးနေ့ပြင်းမြောက်ကြတယ်။နောက်ချုံမျိုးကညီမလေးနန်းတော်ရာဝင်။ဖောင်ကြီးကညီမလေးနှင်းဝတ်တန်ဖူးတို့ရဲ့မွေးနေ့အတွက်ကိုအမတရားနေ့အစီအစဉ်အားနေပြီးတော့မွေးနေ့ဆုမွန်ကောင်းလေးတောင်းဆုပြုပေးကြပါတယ်ရှင်။ဒီနေ့မွေးနေ့လေးမှာပျော်ရွှင်ပါစေ။စိတ်တော်တိုင်းကိုပါနိုင်တဲ့ဘဝတစ်ခုကိုရရှိပိုင်ဆိုင်နိုင်ပါစေလို့မွေးနေ့ရှင်တွေအားလုံးအတွက်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။ တ်တရားနေ့အစီအစဉ်မှာမွေးနေ့ရှင်တွေအတွက်ပါဝင်တောင်းဆိုပေးထားတာတွေကို ထုတ်နေတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ဆက်လက်ပြီးတော့ချစ်သူဆောင်တွဲမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုပေးထားတာတွေကိုထုတ်နေတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်။ချစ်သူရဲ့နှစ်ပတ် စ်သူဆောင်တွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပန်းဝင်တောင်းဆိုလာတဲ့ပရိသတ်ကတော့နေပြည်တော်မှာနေတဲ့ဟိန်းခန့်ကိုပဲဖြစ်ပါတယ်။သူကတော့သက်ဆိုင်သူတူတူမောင်နဲ့ဒီနေ့မှပြေးမြောက်တဲ့ရှင်လာပြည့်ချစ်သက်တန်အတွက်ကိုကိုရမေးပန်းဝင်တောင်းဆိုထားပါတယ်။သက်ဆိုင်သူအတွက်စကားလက်ဆောင်လေးရတော့တူတူကိုအမြဲထားဝရချစ်သွားပါမယ်ဆိုပြီးစကားလက်ဆောင်လေးပါပေးထားပါတယ်ရှင်။အမတရားနေ့အစီအစဉ်မှာအခုနောက်ဆုံးပန်းဝင်တောင်းဆိုလာတဲ့ပရိသတ်ကတော့ ရန်ကုန်စမ်းကြောင်းမှာနေတဲ့စစဝင်းမဲ့ဖြစ်ပါရယ်သူကတော့ချစ်ခင်မကောင်းမြတ်လှိုင်နဲ့ဒီနေ့မှပြင်းပြောက်တဲ့တနှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်အတွက်ကိုကိုယ်တိုင်မဲပါဝင်တောင်းဆိုထားပါရယ်ချစ်ခင်မအတွက်စကားလက်ဆောင်နေရတော့ရတုအဆက်ဆက်နှစ်ပတ်လည်တိုင်းပျော်ရွှင်စွာပေါင်းဖက်သွားကြပါရယ်အရင်လည်းချစ်ပါတယ်ဆိုပြီးစကားလက်ဆောင်လေးပါပေးထားပါရယ်ရှင်ဒီနေ့မှနှစ်ပတ်လည်ပြင်းပြောက်ကြတဲ့ချစ်သူဆုံးတွဲတွေအားလုံးနဲ့အတူတူမင်္ဂလာဇနီးမောင်နှံတွေအားလုံးပဲ ဒီနေ့နှစ်ပတ်လည်လေးရနေစပြီးရောနောက်နှစ်ပေါင်းများစွာထိချစ်ချင်းများစွာနဲ့လက်တွဲတော်နိုင်ပါစေ။ကျောင်းသားသမ ्या အခက်ခဲအတားဆီးတွေကိုလည်းအတူလက်တွဲပြီးတော့ဖြေရှင်းနိုင်ပါစေလို့စုမုံကောင်းတောင်းပေးလိုက်ပါတယ်ရှင်။ပရိသတ်တွေအားလုံးအခုနားဆင်ခင်ရတဲ့အစီအစဉ်ကတော့အမတ်တရားနေ့ဆိုတဲ့အစီအစဉ်ပဲဖြစ်ပါတယ်ရှင်။အမတ်တရားနေ့အစီအစဉ်ကိုနေ့စဉ်မနက်9:00နာရီဝန်းကျင်အချိန်တိုင်းမှာထုံးတွေတင်ဆက်ပေးနေရပဲဖြစ်ပါတယ်။တစင်းဖန်ပရိသတ်တွေအားလုံးကအမတ်တရားနေ့အစီအစဉ်မှာ ကိုရဲ့ချစ်သူခင်သူတငယ်ချင်းမိတ်ဆွေတွေရဲ့မွေးနေ့တွေနဲ့ချစ်သူဆုံးတွေ့မိင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပန်းဝေတောင်းဆိုပေးခြင်းနဲ့ဆိုရင်တော့နေ့စဉ်မနက်၁၇နာရီကနေ၁၂နာရီအတွင်းဖုန်းနှံမ3933 6939နဲ့3998993 9959တို့မှာတုံးရဲ့ကြိုတင်ပြီးတော့ပန်းဝေတောင်းဆိုပေးနိုင်ပါတယ်ရှင်။နောက်ဆက်အားပေးခဲ့ကြတဲ့သစဉ်ဖန်ပရိသတ်များအားလုံးပဲတရားပြွှေမွေကောင်းတဲ့နေ့လေးတစ်နေ့ဖြစ်ပါစေရှင်။